mordiste la mayaba, ဲအားလုံးပဲမင်္ဂလာပါဗျာနော်ကဲကျွန်တော်ပထမဦးဆုံးအနေနဲ့အားလုံးပဲမင်္ဂလာပါလို့နှုတ်ဆက်လိုက်ပါရနော်ဘာလို့လဲဆိုတော့ဒီဗီဒီယိုကမင်္ဂလာရှိတဲ့ဗီဒီယိုလေးအာမင်္ဂလာရှိတဲ့တရင်ကောင်းလေးကိုကျွန်တော်ဒီဗီဒီယိုမှာပြပြပေးမှာဖြစ်ပါတယ်အဲ့ဒီအကြောင်းကဘာအကြောင်းရလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီဒီတောက်ဆဲမြို့သူမြို့သားတွေအပါဝင်ပါနော်ဒီကျွန်တော်ရဲ့ channel မှာအားပေးနေတဲ့သူတွေအားလုံးအတွက်ဒါတရင်ကောင်းလို့ကျွန်တော်ပြောလို့ရတယ်အဲကျွန်တော်ရဲ့ channel မှာအားပေးတဲ့သူမှမဟုတ်ဘူးတောက်ဆဲသူတောက်ဆဲတမမဟုတ်ဘူးကျွန်တော်တို့ဒီရှေးဟောင်းမွေနေ့တွေကိုချစ်မြတ်နိုးတဲ့သူတွေအားလုံးအတွက်ပေါ့နော်ဒါတရင်ကောင်းလို့ကျွန်တော်တို့ပြောလို့ရပါတယ်ဘာလို့လဲဆို လို့ရှိရင်ကျွန်တော်ရဲ့ဒီ channel မှာမနေ့တနေ့ကတင်ပေးခဲ့တဲ့ပေါ့နော်ဒီကြောက်စဲကဒီကြောက်တိရဖရာကြီးကိုအဲကျွန်တော်ဒီငလျင်ကြောင့်တင်းဆောင်သွားရတဲ့အတွက်ကြောင့်ပေါ့အတွက်ကြောင့်ပေါ့နော်ဒီအောက်ကလူတွေအန်ရရှိတဲ့အတွက်ကြောင့်ဒီဖရာကြီးကိုဖြူခွဲရတော့မယ်ဆိုတဲ့ကျွန်တော် video တင်ပေးထားခဲ့ပူပါတယ်အဲနောက်ပြီးတော့အဲ့ဒီသတင်းကိုကျွန်တော်တို့ update ဒီလိုရှိရင်လည်းကျွန်တော်ထပ်ပြီးတော့တင်ပေးမယ်လို့ပြောထားခဲ့ရပါတော့အခုဒီနေ့မှာတော့ကျွန်တော် update သတင်းအသစ်သိရလို့ပါတော့ကျွန်တော်ဒီနေ့ထပ်ပြီးတော့မင်္ဂလာရှိတဲ့သတင်းလေးကျွန်တော်ပြောပြပေးပါမယ် ဲ့ဒီသတင်းလေးကတော့အာလုံဖြစ်စေခြင်းနဲ့ဆန္ဒအတိုင်းအာလုံကြားခြင်းနဲ့မင်္ဂလာသတင်းအတိုင်းပေါ့နော်ဒီကြောက်ဆယ်မြို့မှာရှိတဲ့ဒီရှေးဟောင်းမွေနဲ့ဖရာတစုဖြစ်တယ်ပေါ့နော်ဒီကြောက်တစ်တာဖရာကြီးကိုလုံးဝမဖြူချမဖျက်ဆီးပဲနဲ့မိုင်းမခွဲတော့ပါဘူးတဲ့ခင်ဗျာလုံးဝမင်္ဂလာရှိတဲ့သတင်းလေးပါနော်ကျွန်တော်တို့ဘာကြောင့်ဒီလိုမျိုးအဲမဖြူချမဖျက်ဆီးတော့ရဆိုလို့ရှိရင်ဒီ အဲ့ဒီကြောက်ဆယ်မြို့သူမြို့သားတွေရဲ့ပြောပုံရပါတော့ဒီရှေးရောင်ဖရားအမွေနှစ်ကိုထိန်းသိမ်းတဲ့အနေနဲ့အဲမဖြူချမဖြက်စည်းတော့ဘူးပေါ့နော်အဲသူတို့ဘယ်လိုမျိုးတွေဆက်ပြီးတော့လှုပ်ဆောင်သွားမလဲဆိုလို့ရှိရင်ဒီကြောက်ဆယ်မှာရှိတဲ့ဒီကြောက်တရာဖရားရဲ့အောက်မှာရှိတဲ့ပေါ့နော်ဒီအိမ်နေအဲခြံလေးပေါ့နော်ဒီအဆောက်အုံတွေကိုရွှေ့တဲ့နေနေရာကိုရွှေ့မယ်အဲတကယ်လို့မရွှေ့ခဲ့ဘူးဆိုရင်တော့မှဒီကြောက်တစ်တာဖရားကြီးကိုပေါ့နော်အောက်ကနေပြီးတော့မှခိုင်ခိုင်အောင်ကျွန်တော်တို့ဒီ ပညာရှင်နေနဲ့ပေါ့နော်ဒီခိုင်ခန့်အောင်တခုခုဒီကွန်ကရစ်တွေအဲလောက်ရင်အဲခိုင်ခံမယ်ပြီးလို့ရှိရင်ဒီတန်တိုင်းနေအဲခိုင်ခံမယ်ပြီးလို့ရှိရင်ဆွဲရရှင်ဆွဲမယ်ပေါ့နော်အဲ့လိုမျိုးပညာရှင်နေနဲ့ညှိနှိုင်းပြီးတော့အဲဒီဖျားယူပေါ့နော်အရင်အတိုင်းကျွန်တော်တို့ဒီတီထားကုတ်ွယ်လို့ရအောင်တို့အဲပြုပြင်ဆောင်ရွက်သွားမယ်လို့ကြားသိရတယ်ပေါ့နော်မိုင်းကတော့လုံးဝမဖြူချမဖျက်ဆီးတော့ဘူးလို့ကျွန်တော်တို့သတင်းကောင်းကြားသိရပါတယ်ခင်ဗျာအဲအဲ့ဒီသတင်းကောင်းလေးကိုပေါ့နော်ကျွန်တော်ရဲ့ဒီ channel မှာရောနောက်ပြီးတော့ဒီရှေးအောင်မင်းတွေကိုချစ်မြတ်နိုးတဲ့သူတွေကိုကြောက်စဲသူကြောက်စဲသားတွေရောဒါစောင့် နေကြလိမ့်မယ်လို့ထင်လို့ပေါ့နော်ကျွန်တော်အားလုံးသိရအောင်လို့ကျွန်တော်လိုပဲဒီသတင်းကောင်းလေးကိုသိရအောင်လို့ပေါ့နော်ကျွန်တော်အားလုံးကိုပြန်လည်ပြီးတော့အမျှဝေပေးခြင်းဖြစ်ပါတယ်ခင်ဗျာကဲအားလုံးပဲပြောလိုက်ကြတော့နော်သတင်းကောင်းလေးအတွက်အားလုံးပဲပြောလို့ရပါပြီခင်ဗျာ